မင်္ဂလာပါရှင့်အောရင်ဝမ်းမြန်မာ YouTube Channel လေးမှကြိုဆိုလိုက်ပါရရှင့်စားတောက်ဆိုင်ဖွင့်ပြီးအောင်မြင်အောင်ဘလို့လုပ်မလဲကွဟေးတငယ်ချင်းတို့ငါစားတောက်ဆိုင်တစ်ခုဖွင့်လိုက်ပြီးကွအိမ်မက်ကတကယ်ဖြစ်လာတော့အရန်ကို စိတ်လှုပ်ရှားနေတာဒါပေမဲ့ဖွင့်ယုံနဲ့မပီးဘူးလေ အောင်မြင်အောင်လုပ်ရမှာပေါ့ ဒီလိုစီးပွားရေးလုပ်ဖို့စဉ်းစားနေတဲ့သူတွေဒါမှမဟုတ်ငါဆိုင်ကိုလာအားပေးချင်တဲ့သူတွေတည်အောင်ငါလုပ်ခဲ့တဲ့အဆင့်တွေကိုစောင်းပါလေးအနေနဲ့မျှဝေပေးမယ်နော်လွယ်လွယ်ကူကူနဲ့လက်တွေ့ကြတဲ့နီးလန်းတွေပဲဖြစ်မှာမို့စိတ်ချပြီးနားထောင်ကြည့်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဘာလို့ချင်တာလဲအရင်တည်အောင်လို့ ဆိုင်ဖွင့်မယ်ဆိုရင်အရင်ဆုံးစိတ်ထဲမှာရှင်းရမယ်။ဘာလဲမြမထမင်းဆိုင်လား၊ကော်ဖီဆိုင်လေးလား၊ဒါမှမဟုတ်မုံရင်းခါအကင်ဆိုင်လားဘလို့လူတွေကိုခေါ်ကျင်လဲဆိုတာလဲစဉ်းစားထားဥပမာ မိသားစုတွေလာစားမယ်ဆိုင်ဆိုရင်ကလေးတွေကြိုက်မယ်ဟင်းတွေထဲ့တာမျိုးဒီလိုစိတ်ကူးရှိမှနောက်ဟာတွေဆက်လုပ်လို့အဆင်ပြေမှာပါ။နေရာကောင်းကောင်းရှာပါ ဆိုင်ဖွင့်မဲ့နေရာကအရန်ရေးကြီးတယ်လူတွေလွယ်လွယ်ရောက်မဲ့နေရာဈေးနဲ့နေတာဒါမှမဟုတ်ရုံးတွေပက်လယ်မှာရှိတာမျိုးကိုရှာကြည့်ငါကတော့လူစီးတဲ့လမ်းမပေါ်မှာဖွင့်ဖို့ရွေးချယ်ခဲ့တာနေရာကောင်းရင်လူတွေသူ့အလိုလိုရောက်လာပြီးတည်သွားတာကပုံမြန်တယ်စားလို့ကောင်းအောင်လုပ်ထားပါစားတောက်ဆိုင်ဆိုတာအဓိကကအစားတောက်ပဲ ငါတို့ဆိုင်မှာထူးထူးခြားခြားအရသာရှိအောင် လုပ်ထားတယ်။ဥပမာအကင်ဆိုရင်အသားကို အထူးနှီးနဲ့နှက်ထားတာဒါမှမဟုတ်အချိုပွဲဆိုရင် လက်ဆက်တဲ့တစ်သီးတွေနဲ့လုတာစားလာတဲ့သူတွေကဒီမှာစားရတာတခြားနေရာနဲ့မတူဘူးလို့ပြောရင် အောင်မြင်ပြီလို့ယူဆလို့ရတယ်။အသုံးပြုတဲ့ပစ္စည်းတွေကလည်းအမြဲလက်ဆက်တာပဲရွေးသုံးပါလူတွေတိအောင် ဆိုရှယ်မှာကြော်ညာပါ။ ဆိုင်ဖွင့်ပြီးရင် လူတွေကိုသိအောင်လုပ်ရမယ်ဒီခေတ်ကဆိုရှယ်မီဒီယာကအကောင်းဆုံးလက်နက်ပဲငါတို့ဆိုင်ကအစားအသောက်ပုံလှလှတွေဗီဒီယိုလေးတွေကို Facebook ခေတ်မှာတင်နေဆိုင်ဖွင့်ပွဲလျှော့စည်းလို့ကြော်ညာတာမျိုးတငယ်ချင်းတွေကိုပြောပြခိုင်းတာမျိုးလည်းလုပ်တဲ့အနီးအနားကလူတွေကို လက်ကမ်းစာရွက်လေးဝေပေးတာလည်းအဆင်ပြေတယ်နော်ဖွင့်ပွဲကို မိုက်အောင်လုပ်ပါကွာဆိုင်ဖွင့်တဲ့နေ့ကိုစိတ်ဝင်စားဖို့လှုပ်ထားရမယ် ငါတို့ကတော့ပထမဆုံးလာတဲ့လူ30ကိုလျှော့ဈေးပေးမယ်အခမဲ့အစမ်းတောက်ရမယ်အချိုရည်လေးထည့်ပေးမယ်စသဖြင့်စီစဉ်ထားတယ်တချို့ကဂီတပွဲလေးထည့်တာမျိုးလဲလုပ်ကြတယ်ဒီလိုဆိုရင်လူတွေလာပြီးတတိထားမိမယ်သူများကိုလည်းပြောပြချင်ကြမယ်လာတဲ့ဧည့်သည်တွေကို ကောင်းကောင်းဆက်ဆံပါစားတာကောင်းယုံနဲ့မလုံလောက်ဘူးလာတဲ့သူတွေကို ပြုံးပြပြီး ဟောရရမယ်ဆိုင်ကဝန်ထမ်းတွေကိုလူတွေနဲ့ကောင်းကောင်းပြောတတ်အောင်သင်ပေးထားတယ်တခုခုမကြိုက်တဲ့အကြံပေးတယ်ဆိုရင်လည်းနားထောင်ပြီးပြင်မယ်လူတွေပြော်မှပြန်လာမှလေသူများကိုလည်းခေါ်လာမှာဘလို့ဖြစ်နေလဲဆိုတာစစ်ဆေးပြီးပိုကောင်းအောင်လုပ်ပါ ဆိုင်ဖွင့်ပြီးရင်အမြဲစောင့်ကြည့်နေရမယ်။ဘယ်ဟာကရောင်းရလဲ၊ဘယ်ဟာကမရောင်းဘူးလဲ၊လူတွေဘာကြိုက်လဲမေးကြည့်တယ်။တခုခုမထင်မှတ်ဘူးဆိုရင်ပြောင်းလဲလိုက်တယ်။ဒီလိုဆိုရင်ဆိုင်ကတဖြည်းဖြည်းတိုးတက်လာမှာပါ။နောက်ဆုံးပြောချင်တာကတော့စားတော့ဆိုင်ဖွင့်တာလွယ်တော့မလွယ်ဘူးကွာ။ဒါပေမဲ့စိတ်ရှိရှိနဲ့စ조사ရင်အောင်မြင်မှာတေးကြတယ်။ငါတို့ဆိုင်ကိုလာကြည့်ကြရင်လေလာကြည့်အားပေးကြအောင်နော်။ ဒီလိုအဆင့်တွေနဲ့လှုပ်သွားရင်မင်းတို့လည်းအောင်မြင်တဲ့စားတော့ဆိုင်တစ်ခုပိုင်ဆိုင်နိုင်မှာပါနားထောင်ပြီးရင်စမ်းလို့ကြည့်ကြပါနဲ့